ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါ။စပေးဆောင်နေနေတဲ့တဲရိုက်လေးတွေဖြစ်ပါတယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်ရဲ့စောစုကအဖွဲ့ရီခွဲကရွာစံဘက်မွေစစ်ကြောင်းထိုးမိရှို့နေလို့ဒေသခံပြည်သူ3000ကျော်စပေးရှောင်ထွက်ပြေးနေရပြီးစစ်ရှောင်စကန်တချို့ပါထပ်မံကနှစ်ထပ်ကွန်းစပေးရှောင်နေရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရတယ်။ စတေမာတတိယဘက်ကစတင်ပြီးပခုတ်ကူမျိုးတမတရားတခေါ်အမတ်တရားတဲ့ချင်းမြန်တမဌာနချုပ်ကထွက်လာတဲ့စို့အစုဟာပခုတ်ကူရေစကြိုနဲ့အဆက်ကြီးရွာတွေနဲ့ပခုတ်ကူအနောက်ချမ်းကမ္မမျိုးအနီးကကြီးရွာတွေကိုအဖွဲ့ရီခွဲကစစ်ကြောင်းတို့မိရှုနေတာဖြစ်ပြီးတော့စစ်ဆောင်စကန်နဲ့စစ်ဆောင်တွဲတွေကိုပါမိရှုဖြစ်စီနေရပါဗျ။ အဲ့ဒီဆိုးစုတွေဟာစက်တင်ဘာ22ရက်ကပခုတ်ကူနဲ့ရေစကြိုနဲ့အဆက်မရှိတဲ့ဖုံးကန်ကြေးရွာနဲ့ကွန်းသီးကန်ကြေးရွာကစစ်ပေးဆောင်ပြည်သူတွေနေထိုင်တဲ့တဲအိမ်90ခန့်ကိုမိရှုဖျက်ဆီးခဲ့ပါတယ်။ဆိုးစုမိရှုဖျက်ဆီးတဲ့တဲတွေမှာနေထိုင်ကြတဲ့ဆစ်ဆောင်တွေကအနီးအနားကြေးရွာတွေစီထွက်ပြေးခိုလုံခဲ့ရပြီး အော်တိုဘာတရက်ညပိုင်းမှာဆိုးစုစစ်ကြောင်းတွေထက်ရောက်လာလို့ဆစ်ဆောင်တွေရောဒေသခံပြည်သူတွေပါညသက်ကောင်အချိန်မိုးတဲရေတဲ့ထပ်မံထွက်ပြေးနေရတာပါ။ ပခုံးကူနယ်ကမ္မမြို့အနီးမှာလဲစုံစုစစ်ကြောင်းထိုးနေလို့ဒေသခံပြည်သူ3000ခန့်ထွက်ပြေးနေရပြီးအကူအညီလိုအပ်နေရလို့ပခုံးကူမြို့နယ်ပအဖတာဝန်ရှိသူကပြောပါဗျ။အာအကူလလို့တဲ့စစ်ကြောင်းတွေရစစ်ကြောင်းနဲ့ဥည်ရတာ3000လောက်တော့ကျွန်တော်ကခံမှန်းထားတယ်ပေါ့နော်။အဲပြီးတော့ဒီຢာတွေကိုလည်းကျွန်တော်တို့ဟိုဒီပေါ့နော်ဟိုပခုံးကူနယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့အနေနဲ့ဟိုအကူအညီပြီးတော့တက်နိုင်တဲ့လောက်ပေါ့အကူအညီလှုပ်ဆောင်ပေးနေရတော့ရှိပါတယ်။ဒါမဲ့လည်းအဲလိုအပ်ချက်တွေကတော့ရှိနေတာပဲပေါ့နော်။ ပခုတ်ကူမျိုးနယ်ကစစ်ပင်းရှောင်ပြည်သူတွေဟာနှိစက်ရတောတိုက်တွေမှာဖြစ်တလို့နေထိုင်နေကြပြီးမိုးအဆက်မပြတ်ရွာသွန်းနေရကြောင်းအမိုးကနေရာထိုင်ခင်းနေအရေးပေါ်လိုအပ်နေသလိုစားနပ်ရိက္ခာလည်းမလုံလောက်ပဲအကူအညီလိုအပ်နေရလို့ဆိုပါတယ်။စောစုကနိုင်ငံတော်ဝန်ပေါ်တာဆွဲစစ်သားတစ်စုဆောင်းက တင်နန်းပေးရတဲ့စစ်မှုထမ်းအပတ်စဉ်ဆက်တဲ့ဆက်နှစ်နဲ့ဆက်သုံးကထောင်ချီတဲ့စစ်သားအသက်တွေကိုပခုတ်ကူတက်မတရတတဲ့လူစုထားပြီးနေကံပြူစောတိရင်နဲ့ပူပေါင်းကအခုလိုပခုတ်ကူနေတဲ့စစ်ကြောင်းတို့မိရှို့နေရလို့ဒေသခံတွေကပြောပါတယ်။